ထင်းမှန်ပါချင်းချင်းအဆင်ပြေလားလူချင်းကြလားသူရယ်ဟောဟောခန်းစားချက်ကတော့သူတို့ပြောလိုက်တဲ့ချိန်မှာဘာမှကိုစကားမပြောနိုင်လောက်အောင်လို့ဖြစ်သွားပါတော့သူတို့ချုပ်ချင်တဲ့ဆိုရင်လည်းကျွန်တော်ကလည်းသူတို့နဲ့လည်းအဲ့လိုမျိုးအတူတူတွဲပြောတယ်လုပ်ချင်ပါဘူးသူတို့ဘက်ကအပေခံတွဲလို့တွဲကျင်လဲတွဲကောင်တွဲနိုင်ပါပဲဒါပေမဲ့ကျွန်တော်စိတ်ထဲမှာကျွန်တော်ဒါအပေခံမအပေခံလို့ကျွန်တော်ဟိုဘယ်လိုမှလုံးဝမတွဲပါဘူးဒါကဒါအပေခံနဲ့လည်းမဆိုင်ပေါ်မှာရဲ့ဒါကသူတို့ကျွန်တော်သူတို့မလိုချင်လို့ထုတ်လိုက်တာကဒါရှင်းရှင်းလေးပဲလေ ဒါသူတို့မုံလို့ထုတ်ချင်လဲဖြစ်နိုင်တာပဲဒါမှကျွန်တော်ဘက်ကတော့သိပ်ပြောအဲ့လိုမျိုးအပေခံဆိုတဲ့စကားကြီးကိုတော့သူတို့အဲ့လိုမျိုးပြောလို့ရှိရင်တော့ကျွန်တော်စင်ပေါ်မှာခဲ့တာသူတို့ကအဲ့လိုမျိုးပြောလို့ရှိရင်တော့စင်ပေါ်မှာကျွန်တော်သူတို့ကဟိုနည်းနည်းစကားများမဲ့အခြေအနေတော့ဖြစ်နိုင်တယ်ကိုတင်းမှန်ပါချင်းချင်းအဆင်ပြေလားလူချင်းချင်းလားတူတယ်နော်ဟာ ခန်းစားချက်ကတော့သူတို့ပြောလိုက်တဲ့အချိန်မှာဘာမှကိုစကားမပြောနိုင်လောက်လို့ဖြစ်သွားဘူးเนาะဘာလို့လဲဆိုတော့အဲ့လိုမျိုးကိုယ့်ကိုလည်းထုံမဲ့လို့လည်းမထင်ထားဘူးအဲ့လိုမျိုးသူတို့ဘက်ကကအဲ့လိုမျိုးသူတို့မင်းခန့်ကိုထုတ်ချင်တယ်လို့ပြောလိုက်တဲ့အချိန်မှာသူတို့သူတို့ပြောဖို့နေနေတာအဲ့အချိန်မှာကိုကိုတိုင်းကအရင်စိတ်သက်ကြသွားတယ်အရင်လည်းရှက်မိသွားပြီเนาะဒါပေမဲ့စင်မမာကြတော့သူတို့ကတော့ဟိုမေးချင်တယ်ဘာဖြစ်လဲအမှန်တမ်းပြောလို့ရှိရင်တော့ကျွန်တော်မှသူတို့ပုံမှာအမှားလောက်ထားလည်းမရှိဘူးဒီလိုထုတ်ရတော့တဲ့အချိန်မျိုးလည်းကျွန်တော်ဖြစ်ထားလည်းမရှိတော့တဲ့ကြောင့်မလို့ကျွန်တော်ကျွန်တော်ကိုဟန်နဲ့ကိုတော့လိပ်ပြတယ်เนาะဒါပေမဲ့သူတို့ဘက်က သူတို့ရဲ့အတွင်းမြင်မှာကြတော့ကျွန်တော်အပေါ်မှာဘယ်လိုခံစားလဲတော့သူတို့မသိဘူးဒါသူတို့ ਨੇ ဒီဇကာဒီဇညွန့်တိုက်တဲ့ချိန်မှာတိုင်ရလို့ဟိုလူလိုလားဒါမှမဟုတ်တခြားပြင်မှာကိစ္စကြောင့်လားသူတို့ထုတ်တာလားတော့မပြောမသိပါနဲ့ဒါပေမဲ့ကျွန်တော်သူတို့ဘက်မှာအမှားလုပ်ပထားပဲနဲ့ကျွန်တော်ထုတ်လိုက်တဲ့ချိန်မှာတော့ကျွန်တော်အရင်လဲစိတ်မကောင်းဖြစ်တဲ့အဲ့ထက်ကမှကျွန်တော်ဘယ်လိုပြောမလဲအဲဒီဘယ်လိုပြောမလဲဒီတခြားပြိုင်ပွဲဝင်တွေဘက်ကပါမေးလိုက်တဲ့ချိန်မှာတခြားပြိုင်ပွဲဝင်တွေကလည်းသူတို့ဘက်ကလည်းမခေါ်ချင်ဘူးလို့ပြောတဲ့ချိန်ကြတော့ပို့ပြီးတော့အမှားရဲ့ကျွန်တော်ပို့ပြီးတော့အရင်ရှေ့ရသွားပြီပေါ့နော်ထွန်းညီလေး

်အရန်ကြီးတော့စိတ်တက်ကြသွားတယ်အရန်လည်းကိုကိုကိုဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲဘာမှဟိုလှုပ်ချင်ကန်ချင်တိတ်မရှိအောင်လောက်မရှိလောက်အောင်ဒီကိုအဲ့လိုမျိုးဖြစ်သွားပြီပေါ့နော်ဟောကျွန်တော်ဘက်ကလည်းပြောမရှိမှာပြောပါဘောပြောပါပြောရပါဘောဒါသူကထုတ်ချင်တယ်ဆိုရင်လည်းကျွန်တော်ကလည်းသူ့နဲ့လည်းအဲ့လိုမျိုးအတူတူတွေ့ပြောတယ်လှုပ်ချင်ပါဘူးခင်ဗျာဒိုင်းနေအနေနဲ့ကြားနေတာကတော့ဟိုအဖွဲစီလုံးမှုလိုချင်တယ်အဲ့ဘာတို့မှမထုတ်ချင်ဘူးလို့ဒိုင်းနေအနေနဲ့တော့ကြားနေကြမှာဒါပေမဲ့သူတို့ကဒိုင်းကဟိုဘက်စကားတောင်မှမစုံဘူးသူရိမင်းခန့်နဲ့သူရိမင်းခန့်ကိုထုတ်ချင်လို့ပြောလိုက်တဲ့အချိန်မှာတော့ အရန်တော့မောင်လေးဘက်ကတော့အရန်တော့ဘယ်လိုပြောမလဲရှော့ရပါတယ်အဲ့ချိန်မှာစင်မမာကတော့အရန်ဘယ်လိုပြောမလဲအရန်တော့ရှက်သွားဒါမှလည်းကိုစိတ်ကိုတော့မောင်လေးအကောင်းဆုံးထိန်းနိုင်ခဲ့တယ်အဲ့တော့ကြောင့်မလို့မောင်လေးသူတို့ပေါ်မှာတော့မောင်လေးခုချိန်ဒီလဲစိတ်ကတော့မစိုးမုံလည်းမမုံဒါမှသူတို့ဘက်ကကိုကိုမုံနေဆိုတော့လေအဲ့လားတော့တိတ်ပြီးတော့ဟိုမောင်လေးမပြောတတ်ဘူးเนาะအဲ့ဒါတော့သူတို့ရဲ့စိတ်ထဲကဝင်မကြည့်နိုင်တဲ့အရာဆိုလေတိတ်ပြီးတော့မောင်လေးမပြောတတ်ဘူးခင်ဗျာဟောပန်ခန်ဆိုတဲ့ဇကားကကြတော့ဘယ်လိုပြောအရန်ဟိုးအောင်ဆုံးထိကြာသွားပြီပေါ့เนาะအဲ့ဒီဇကားကကြာဘယ်လိုပြောမလဲကျွန်တော်အမှန်တမ်းပြောချင်ကိုကိုကို လုံးလိုက်မဲ့ဒီအဲ့လိုမျိုးဘောဖြစ်တာဒါကလည်းဒါကဒါပြိုင်ပွဲတစ်ခုပဲဒီပြိုင်ပွဲဒီပြိုင်ပွဲကမှဒါကိုယ့်ရဲ့ဘယ်လိုပြောလဲတကယ်ဒီဘယ်လိုပြောတတောင်းတနီယာပါမဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဒါကိုယ့်ရဲ့ဘဝတလန်းပြတလန်းကြီးလည်းအများကြီးမဟုတ်ဘောမှာရဲ့အဲ့လိုမျိုးကြီးတော့ကျွန်တော်ဟိုဘယ်လိုပြောလဲသူတို့ဘက်ကအပေခံတွေးလို့တွေးကျင်လဲတွေးကောင်းတွေးနိုင်မှာပဲဒါပေမဲ့ကျွန်တော်စိတ်ထဲမှာကျွန်တော်ဒါအပေခံမအပေခံလို့ကျွန်တော်ဟိုဘယ်လိုပြောလဲလုံးဝမတွေးပါဘူးဒါကဒါအပေခံနဲ့လည်းမဆိုင်ဘောမှာရဲ့ဒါကသူတို့ကျွန်တော်သူတို့မလို့ချင်းလို့ထုတ်လိုက်တာကဒါရှင်းရှင်းလေးပဲလေ ဒါသူတို့မုံလို့ထုတ်ချင်လဲဖြစ်နိုင်တာပဲဒါမဲ့ကျွန်တော်ဘက်ကတော့တိတ်ပြောအဲ့လိုမျိုးအပေခံဆိုတဲ့စကားကြီးကိုတော့သူတို့အဲ့လိုမျိုးပြောလို့ရှိရင်တော့ကျွန်တော်စင်ပေါ်မှာခဲ့တာသူတို့သူတို့အဲ့လိုမျိုးပြောလို့ရှိရင်တော့စင်ပေါ်မှာကျွန်တော်သူတို့ကဟိုနည်းနည်းစကားများမဲ့အချိန်တွေတော့ဖြစ်နိုင်တယ်ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုမျိုးအပေခံစကားမျိုးကတော့ကျွန်တော်လည်းတိတ်ပြောအဲ့လိုမျိုးကိုကိုကိုယ်တိုင်လည်းမကြိုက်ဘူးအဲ့လိုမျိုးလည်းမခံစားရပါဘူးလို့ဆိုတော့ဒါကတကယ်ပြန်ပွဲဆိုတာမှန်ပေမဲ့လည်းဒါကဘယ်လိုပြောမလဲအရန်ဟိုးအောင်ဆုံးထိရောက်သွားတဲ့အချိန်မျိုးကိုရောက်သွားပြီပေါ့နော်အဲ့လိုမျိုးကတော့ကျွန်တော်တိတ်ပြောလက်တင်တော့မခံဘူးနော်သူတို့ကအဲ့လိုမျိုးပြောတယ်ဆိုတော့ကျွန်တော် ဘာပဲဖြစ်နေဖြစ်နေဒါတို့တော့ကျွန်တော်အဲ့ချိန်မှာတော့ကျွန်တော်ပြန်တုတ်ပြန်ရင်တော့ပြန်တုတ်ပြန်မှာပါခင်ဗျာဟုတ်ဟုတ်အဲ့လိုဖြစ်ပြောခံရရမယ်ဆိုလို့ရှိရင်တော့ဟို program ဖြစ်နေပါသေးဘူးဒါဒီစိတ်စိတ်ကိုတော့ဟုတ်အဆင်မပြေဘူးမှာပါလို့ဆိုတော့အဲ့ဒီအပေခံဆိုရကအရာဒါသူတို့ဘယ်နှပြောမလဲအရင်လူတော်မတိုးနိုင်အောင်မတိုးမတိုးရတော့တော့ဒီအောင်ပြောလိုက်တဲ့စကားဖြစ်သွားတဲ့အကြောင်းမလို့အဲ့ဒါကြီးကတော့မလေးဒါဆိုရင်တော့ဒါ show ဖြစ်နေပြီလေအဲ့ချိန်ကတော့ တူချားကိုကြဖြစ်ချင်းလည်းဖြစ်နိုင်မှာပဲအဲ့ဒါဒါစီမုံမှာသူတို့ကဒါထုတ်ချင်တယ်လို့ပြောလိုက်တော့အကြမလို့ဒါမှလည်းဒါကိုဟာကိုစိတ်ကိုဒါဖြစ်နိုင်တာပေါ့နော်အဲ့လိုမျိုးအပေခံလို့သူတို့ပါဇက်ကဒါပြောလို့ရှိရင်တော့မလေးဘက်ကလည်းတီးခံမဲ့အကြောင်းရတာတော့မဖြစ်နိုင်ပါဘူးခင်ဗျာဟောလူလူလူဆက်ဆန့်ကြခြင်းနဲ့ပေါ့နော်ကိုတယောက်တည်းကြည့်ပဲနိုင်ကျင်လို့လည်းမရအောင်တော်ကျင်လို့လည်းမရအောင်ပေါ့နော်ဒါကအဖွဲစည်းနဲ့သွားရတဲ့အတွက်ကြောင့်မလို့အကုန်လုံးကညီညွတ်မှဖြစ်မှာပေါ့နော်သူကိုတယောက်တည်းကိုနေကောင်းနေလို့လည်းမရပါဘူးသူသူရိမင်းခန့်ကိုစားပြီးတော့ထုတ်လိုက်ပြီဆိုကြတဲ့အမအမျက်နှာက ချက်ချင်းပြောင်းသွားပြီပေါ့နော် emotion ပြောင်းသွားပြီဆိုကြဒါကတော့အမားကမောင်လေးပေါ်မှာဒါအမားအမားမအိမ်မြတ်သူနေရာမောင်လေးခန်းစားကြည့်လို့ရှိရင်တော့ဒါအမားကမောင်လေးပေါ်မှာစေတာမြေတာထားတယ်လို့မြင်နေပေါ့နော်အမားထက်ဒီအနီစင်ကိုပို့ပြီးအောင်လေးအကျိုးအများကြီးတင်နေဘာဖြစ်လို့လဲဆိုတော့မောင်လေးစီမောင်မှာအားငယ်နေတဲ့အချိန်မှာအနီစင်ကမောင်လေးကိုဖိမပေးတယ်ကျွန်တော်ကပြောချင်တာကတော့ကျွန်တော်လည်းဒါအကောင်းဆုံးတော့စူးစမ်းနေရပေါ်မှာရဲ့အရှိအအမားလေးကတော့ရှိတာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ဒါမှလည်းကျွန်တော်ရှေ့လျှောက်ကတော့ကျွန်တော်ကတော့အကောင်းဆုံးစူးစမ်းနေရ ဒါပေမဲ့လည်းတချို့ဟာတွေကကျွန်တော်ကကျွန်တော်အကောင်းဆုံးစူးစမ်းနေပြီမဲ့လည်းသူ့ရဲ့စိတ်ထဲမှာကြတော့တီယူတန်ကြီးဖြစ်နေပေါ့နော်အဲ့လိုမျိုးတွေလည်းမဖြစ်ပါနဲ့လို့လည်းကျွန်တော်တောင်းဆိုချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကလည်းလူငယ်တယောက်ဖြစ်ရှင်တယ်ဒါပေမဲ့လည်းကျွန်တော်စူးစမ်းချင်တယ်ကျွန်တော်အောင်မြင်မှကျွန်တော်ရဲ့မိဘတွေကိုလည်းကျွန်တော်လှုပ်ကျွေးနိုင်မှာဘာလို့လဲဆိုတော့ကျွန်တော်တို့မှာကျွန်တော်မှာကကြိုးတောင်းတောက်ခံဆိုရလဲမရှိဘူးကျွန်တော်ကျွန်တော်လှုပ်အားကျွန်တော်ရတဲ့ဒီလှုပ်အားကလေးနဲ့ဒါကျွန်တော်အမိကိုထောက်ပံ့ပေးနိုင်တာပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးကြီးတချို့ဟာတွေကကြတော့အရင်စူးစမ်းရလဲရှိရပေါ့နော်အဲ့လိုမျိုးတွေတော့မလုပ်ပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်လည်း ခုမှတတ်တစ္ဆာဒီစူးစမ်းနေတဲ့လူငယ်တယောက်ကိုအဲ့လိုမျိုးကြီးပို့အောင်ဆုံးထီတော့ဟိုရိုက်မချပါနဲ့လို့တော့ကျွန်တော်ကတော့တောင်းဆိုချင်တယ်ခင်ဗျာဟုတ်